ပို့စတာကိုမှတွေ့ရဲတွေ့တော့သူကတလားကိုဒေါ်လာ800မြန်မာငွေနဲ့ဆိုရင်8သိန်းဝင်ကျင်ပေါ့အဲ3သိန်းဝင်ကျင်ပေါ့နော်အဲ့လောက်ရမယ်ဆိုပြီးတော့အမတို့အလုပ်ခေါ်ရဲအဲ့သူကသွားသွားပြီးရတယ်အမတို့အထဲထဲပြီးရတယ်သူကအပြန်လေးပောက်ခေါက်အောင်တောဆက်နေတာလေအဲ့တောဆက်နာနေပြီးတော့17နိုင်လောက်နေပြီးတော့အမတို့လမ်းလျှောက်အောင်အဲ့နော်အစစ်သား2ယောက်ကအဲ့တက်လက်ပြပြီးတော့ဖမ်းတာပေါ့နော်အမတို့ ကျွန်တော်ရဲ့ channel ကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီနေ့ကြီးမဲ့ဗီဒီယိုလေးကတော့ဒီမြန်မာမျိုးသမီးတချို့ဟိုလောဘအကြောင်းမို့အခက်ခဲကြောင်းမို့ပတ်စံအများကြီးလိုချင်တဲ့အတွက်ကြောင့်မို့ဒီကြားဖြန့်နေရဲ့လယ်စားခြင်းကိုခံယူရပြီးရဲ့နောက်မှာကြားဖြန့်နေရသူတို့ဘလို့ထားတယ်ဘလို့သွေးဆောင်ဖျားယောင်းတယ်ဘလို့တွေမလုံးပေးတယ်ပြီးကြတော့ဘလို့တွေ ထိန်းချုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုဒီကြားဖြတ်နေလက်သေးကိုရောက်လူဆဲဆဲကနေပြန်ပြီးတော့လွတ်မြောက်လာခဲ့တဲ့အမားတယောက်ရဲ့ဗီဒီယိုဖိုင်ကိုအတူတူကြည့်ကြရမှာပါခင်ဗျာအဲ့ဒါဆိုတော့ဗီဒီယိုဖိုင်လေးကိုစောင့်အောင်ပါခင်ဗျာလက်ပို့စတာဖို့မှတွေ့ရဲ့တွေ့တော့သူကတလားကိုဒေါ်လာ800မြန်မာငွေနဲ့ဆိုရင်8သိန်းဝင်ရှင်ပေါ့အဲ3080ဝင်ရှင်ပေါ့နော်အဲ့လောက်ရမယ်ဆိုပြီးတော့အမားတို့အလုပ်ခေါ်ရဲအလုပ်ခေါ်ရဲအချိန်မှာသူက သူလိုအပ်တဲ့အရေးချင်းကနှစ်ခုပဲအဲအင်္ဂလိပ်လိုပြောတတ်ရမယ်ကွန်ပျူတာသုံးတတ်ရမယ်ဒါပဲဒါမဲ့လက်ကွက်ပေါ့နော်လက်ကွက်ကအဲ10မိနစ်ကိုသူကလက်ကွက်35 40ဝန်းကျင်တော့တော့ရရမယ်ပေါ့တကယ်လို့အဲ့အရာမရအောင်ဆိုရင်လည်းကိစ္စမရှိဘူးသူတို့တွေကအဲသူတို့ပြောတယ်တင်နှက်တတ်ပြီမယ်တင်နှက်ကွန်ရစိတ်လဲသူကမပေးရအောင်အကုန်လုံးက free တက်တော့တက်တာနဲ့သူတို့စီကိုမရောက်ရအောင်အဲ့လိုမျိုးမလုံးနေပေးရအောင်အနာလိုက်ပြီးတော့အနာပြူရဲ့ချိန်က3မိနစ်လောက်ပဲကြာတယ် သူတို့အတိတ်ကမေးတာဘာလဲဆိုလို့ရှင် myself ပြန်ပြောခိုင်းတယ်ပြီးလို့ရှင်သူတို့ပြောတဲ့အင်္ဂလိပ်စကားကိုနားလဲလားဆိုတော့ test ပုံစံမျိုးသူတို့ကပြန်ပြောပြီးတော့မေးတာပါเนาะအမ patch ဖြစ်သွားရဲ့ဆိုလို့ရှင်သူ agent ကနေတက်ဆက်နိုင်ဝက်လောက်ပဲကြားလိုက်တယ် agent ကတက်ဆက်ကျမတို့ interview အောင်ပါပြီဘယ်နေ့ဘယ်နေ့ဘယ်နေ့ထွက်လာမယ်ပေါ့နော်သူတို့ထွက်လာမယ်အကုန်ရစိတ်ကိုလည်းသူတို့ကအကုန်လုံးတောင်းယူပေးရဲအဲလိုပုံစံမျိုးအားနဲ့အမ73ရက်နေ့လောက်ကိုလာပါဟုတ်တယ် ကိုလာပိုင်း73ရက်နေမှာပါအင်တာဗျူးအောင်ပါအင်တာဗျူးအောင်ပါပြီးတော့ဒီဗီဒီယိုဖိုင်မှာပါနေတဲ့စာကြောင်းလေးကတော့ဒီမိတ်ဆွေတို့လည်းမြင်ပါပါဒါပဲမြင်ပေမဲ့ဒီစာကြောင်းလေးကဘာစာကြောင်းလေးတော့မင်းပြောနေတာတမ်းမှန်စာကြောင်းလေးပါပဲဒါမဲ့တခြားကျွန်တော်ဖတ်ပြမယ်နော်ဒီဖြစ်ဖြစ်ကဒီမာကြီးကကမ္ဘောဒီးယားမှာအလုပ်လုပ်ကြရမှာဖြစ်ပြီးတော့တလောက်ဒေါ်လာ800ရရမယ်ဆိုတဲ့အလုပ်ကိုတဲ့ TikTok ကနေတွေ့ပြီး online ကနေပဲရှောက်ခဲ့ရလို့သိရပါတယ်။ကျွန်တော်ပြောချင်တဲ့ main point ကအဲ့ဒါပဲ။ TikTok မှာအဲ့လိုဘယ်မှာတော့ဘာလို့ရှိတယ်သိန်းဘလောက်ရမယ်ဆယ်သိန်းသော်လကောင်းသိန်း20သော်လကောင်းသိန်း30သော်လကောင်းအဲ့တော့ဘာတွေဖြစ်လဲဆိုတော့ကျွန်တော်နိုင်ငံမှာရှိတဲ့လူတွေကငကုန်ကြီးရဲ့ချက်တဲနေရဗျာချက်တဲရင်းနဲ့မှာပူပြီးချက်တဲချက်တဲချက်တဲနေရဲ့ အရာတွေပဲကျွန်တော်တို့ကရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်တခါလေးကျဩစဉ်းစားနေမဲ့သွားတယ်ကြက်တဲကြီးများပဲခေါင်းတွေကအရှုပ်ထွေးပြီးစဉ်းစားနေမဲ့သွားပြီးတော့ဘာပဲဖြစ်ဖြစ်ကွာတကယ်ရားလောက်မှာပါဆိုပြီးတော့ယောက်ျားလေးတွေရောမိန်းကလေးတွေရော တွေ့ပြီးတော့သွားတဲ့လူတွေရှိသလိုတချို့ကလည်းအယုံကြည်လွန်တာပေါ့နော်မြန်မာနိုင်ငံမှာရှိနေတဲ့အမိုင်းတစ်ခုရှိတယ် အဲ့ဒါဘာလဲဆိုတော့အယုံကြည်လွန်ခြင်းပဲလူတယောက်ကဒီအားတော့မိုက်တယ်ဒီအားပတ်စံဘလို့ဝင်တယ်ဒီဆေးကဘလို့ကောင်းတယ်အဒီလိုမျိုးအလုပ်ကဘလို့မိုက်တယ်ဘလို့ပတ်စံရတယ်ဆိုဒီလူကတော့ဘလောက်ကောင်းလဲအဒီလူကတော့လူယုံမှလူဆိုးအဲ့လိုမျိုးတွေပြောခြင်းအဖြစ်ကြားလိုက်ရဲ့တစ်ဖက်လူကမစင်စားဘူးတော်တော်များများပေါ့နော်တော်တော်များများမစင်စားဘူးဟာဒီလိုမိုက်တယ်သူပြောတာတလောက်သိန်းတစ်ထောင်ရတယ် သိန်း100ရရတယ်သိန်း90ရတယ်ဒါကိုအလွတ်ကြီးယုံချပြလိုက်တာသူတော့မစင်စားတော့ဒါဖြစ်တဲ့ဤမဖြစ်တဲ့ဤဒါဟာတမန်ရိုးကြနဲ့ဝင်နိုင်တဲ့ဝင်ငွေလားဒီလုံးတစ်ခုရဲ့ရနိုင်တဲ့လစာလားဆိုတာမစင်စားတော့ဘူးသူတို့ကရတယ်ကောင်းတယ်ဆိုရင်လူတယောက်ကောင်းရင်အကုန်ကောင်းတာလူတယောက်ဆိုးပြီဆိုရင်အကုန်ဆိုးတာမြန်မာနိုင်ငံမှာလူ၁၀ရောက်လောက်ကချီကျူးအောင်ပဲလှုပ်လိုက်အကုန်လုံးကဝိုင်းချီကျူးမှာ ဒါပေမဲ့လူတယောက်လောက်သွားဆေးအောင်မလုံးနဲ့တော့အကုံတော့ဝိုင်းဆေးမှာအဲ့ဒီတော့မြန်မာနိုင်ငံမှာတော်တော်ကိုဘလို့ပြုတ်ပြောမပြတတ်အောင်ဘိုင်ပြနေလေတယ်မသိအဲဒါပေမဲ့စကားကြီးရတော့လမ်းကြောင်းလွဲသွားပြီကျွန်တော်ဗီဒီယိုပဲဆက်အောင်ခုနပြောတဲ့ TikTok အနေတွေ့တယ်တဲ့မိတ်ဆွေတို့ပဝင်းချင်းမှာကျွန်တော်တို့ပဝင်းချင်းမှာ TikTok အနေပြီးတော့ဘာလောက်ကတော့ဘလို့ရတယ်ဘယ်မှာတော့ဘလို့ခေါ်တယ် ညာရီတို့မဲဆောက်တို့လောက်ကိုင်းတို့အဲ့လိုနေဆက်ဒီမှာဘလူတွေရတယ်ပွဲစားတွေကမှန်နဲ့ချိတ်ပေတယ်ဘာညာလူလိန်နေရတော့လိန်မယ်ဆိုအတိကျလိန်မှာလူကုံကူးတဲ့လူဖြစ်ရင်ဖြစ်မယ်သူများလှုပ်ထဲကိုထည့်ပေးပြီးတော့လောကကြီးကြိုးတုံးထုတ်သွားပြီးတော့သူများလှုပ်ထဲမှာကိုယ်ကကြုံခံရမှာထွက်လို့လည်းမရပြန်လို့လည်းမရစာမတက်ပေမတက်သူများဘာသာစကားမပြောတဲ့နဲ့ဒီလူတို့ကရောက်သွားတဲ့လူတွေလည်းရှေ့မှာဖြစ်စဉ်ဖြစ်စဉ်ဖြစ်စဉ်တွေအများကြီးရှိတယ် အဲ့ဒါတွေကိုလူတွေကတွေးရချင်းကြဟာဟုတ်တယ်အဲ့လိုကြောက်စရာကြီးပါတကယ်တကယ်ကိုယ့်ရဲ့ပဝန်းကျင်ကိုကြုံတွေ့ရတဲ့အခက်ခဲကိုကြုံတွေ့ရမယ့်အရာတွေမှာကြတော့အဲ့လိုဟာတွေကိုသတိမရတော့ဘူးကျွန်တော်ပြောတာသဘောပေါက်လားမသိဒီလို TikTok မှာဗျာဒီလောက်ပတ်စံရမယ့်လောက်ကို TikTok ရတယ်ဘလို့ခေါ်မှာတော့နော်ခေါ်ခဲ့တီတန်အောင်ဒီဖွဲ့စည်းကဘလို့ဖွဲ့စည်းတော့ဘယ်ရတော့ ို့မဲ့လူတွေကဘယ်သူရောရေရရရတေတေချာချာစုံစမ်းပြီးတော့သူ့ရဲ့ comment အောင်မှာဘလို့ရောသူကပေးနေရှိရလား TikTok account နဲ့ရှိရလားဘလို့နီးစနစ်တွေနဲ့တွားနေရတော့သူ့ရဲ့ထောက်ခံချက်ဒီလို့ရဲ့ယုံကြည်စိတ်ချရမှုကဘလောက်ရှိလဲဆိုတာတွေကိုကျွန်တော်တို့ကဟိုခဏလေးအချိန်5မိနစ်10မိနစ်နဲ့စဉ်းစားလို့မရဘူးဗျကျွန်တော်တရက်တန်ဒီလကောင်တရက်ဆိုတာနေတယ်၁၀ရက်လေးပြန်ကြမယ်ဒလာလေးကြာရင် တေချာလေးလာမယ်ဒီလို့အကြောင်းကိုတေချာစုံစမ်းရမယ်ဒီလို့ရဲ့ပုံစံမျိုးတေချာလေးလာမယ်ဒါလိန်လာလားအမှန်လားအမှန်ကန်ဆိုရင်လေဘာကြောင့်ပတ်စံဒီလောက်ရတာလဲဘာဒီလို့ဟာတာလဲငါတို့ကလိန်စားရမလားဒါမှမဟုတ်ငါတို့ကထမင်းရင်ရောက်ရမလားငါတို့ကပြန်လောက်ရမလားငါတို့ကစီးတော့ရမလားအဲ့လိုအမျိုးမျိုးစဉ်းစားပြအဖက်ဖက်ကလည်းစဉ်းစားပြီးဖြစ်နိုင်ဤမဖြစ်နိုင်ဤ တွေးတောပတ်ဖို့လိုပါတယ်ရှေ့လျှောက်မှာလည်းဒီလိုပြဿနာတွေအများကြီးကြုံလို့လာနိုင်ရပါတယ်ဒါ့အတွက်ကြောင့်လည်းမိတ်ဆွေတို့အနေနဲ့ဘယ်အရာပဲဖြစ်ဖြစ်ဘာလေးတိတိမမွားစာတေချာစဉ်းစားပါကောင်းကျိုးဆိုးကျိုးဟုတ်ဤမဟုတ်ဤမှန်ဤမမှန်ဤတေချာစဉ်းစားဖို့ကျွန်တော်ဒီညအနေတိုက်တွန်းလိုက်ပါတယ်ကျွန်တော်ပြောလိုက်တာလည်းကျွန်တော်စကားတွေတော်တော်ချေသွားဗီဒီယိုဖိုင်လေးကိုဆက်အောင်ခင်ဗျာ14ရက်နေ့မှာမအောင်ဒီလေးစိတ်ကနေပြီးတော့တာချီလေးကိုသွားခိုင်းတယ်။ကိုကတာကိုပဲသွားတာပေါ့နော်။ ပထမပြောတာကကိုတယောက်နဲ့သွားရမှာလားတယောက်တည်းဆိုတော့မသွားရဲဟိုအဲ့လိုမျိုးပြောတာပေါ့မဟုတ်ဘူးလေးစိတ်ကိုသွားလိုက်လေးစိတ်မှာအမားနဲ့တူတူအလုံးလုံးမဲ့လူတွေရှိရဲသူနဲ့တူတူတာချီလေးကိုသွားရမှာဆိုတော့အေဂျင့်ကအဲ့လိုမျိုးပြောရဲဒါမဲ့ကိုတကယ်တမ်းလေးစိတ်ရောက်သွားတဲ့အချိန်မှာကိုတယောက်ခဲဘယ်သူမှမရှိဘူးမရှိတဲ့ခါဆက်တယ်လိုက်တော့ဒါဘယ်လိုမျိုးပြန်ပြောလဲဆိုတော့မဟုတ်ဘူးအမားအမားထက်စောရဲလေးရင်တကြောင်နဲ့ထွက်သွားတာထွက်သွားတာအဲ့တော့အမားလေစီးတက်တယ်ဆိုရင်ကိုစီးလာရဲတာချိလေးရအောင်ကျွန်တော်လာကြိုးပေးမယ်အဲ့လိုပုံစံမျိုးဆိုတော့ ။ဟောကိုလည်းစိတ်တက်နေရပဲဆိုတော့လက်မှတ်တွေပါပြီးပြပြီးတော့ကိုလည်းသွားလိုက်တယ်။သွားလဲသွားလိုက်ရောတာစီလေးရောက်တဲ့အချိန်မှာဘသူကလာကြုံနေ။အဲ့ဒီမှာကိုကစကြောက်လာ။ဆက်တော့သူပြောနေရတဲ့တကယ်တမ်းကိုကြုံနေရတဲ့ဟာတွေကလုံးဝကိုတလွဲစီဖြစ်နေခါရ။ဒါမဲ့လည်းကိုကဆုံးဖြတ်ချက်လည်းချလည်းချခဲ့ပြီးပြီ။ဟိုမှာကိုရဲ့ပိုင်ဆိုင်မှုတွေကိုလည်းအဲ့လိုမျိုးအကုန်လုံးရှင်းခဲ့ပြီဒါတော့ကိုလည်းရှေ့ဆက်သွားမယ်ပေါ့နော်။နောက်ခင်မဆုံးတော့ဘူးဆိုပြီးတော့ မလည်းသူတို့မင်းအမကဆက်တယ်ဒါကြောင့်မလားဖာဆက်လောက်အောင်မလဲပြောတော့သူကအမားရဲအဆိုလို့ရှိရင်တဲ့ဟိုဆိုင်ရက်တက်စီမှားလိုက်တဲ့မှားပြီးအဲ့မှာပလဲတက်ခုခံဆိုတာရှိရဲတဲ့အဲ့လိုသွားလိုက်ပါဆိုတော့သူကပြောတယ်အဲ့နကိုလည်းတခါမှမရောက်ဘူးလေအတချီလေးမြို့ရိုးကိုကရောက်သွားပြီးတော့လောကညနေ6နိုင်9နိုင်လောက်ရှိနေမှောင်သားပြုနေပြီမှောင်သားပြုနေချိန်မှာကိုမသိရဲ့လူတွေကဟိုရောင်းစားအဲ့မှာနေတခုခုဖြစ်သွားနိုင်တယ်ကွာမင်းလေးတယောက်တည်းပြီးတော့ အဲ့လိုပုံစံမျိုးပေါ့နော်ပြောရင်ဒါမဲ့လေအဲ့ပလဲတက်ခွန်အောင်မှာအနေရကင်းကင်းရောက်သွားတို့ဘယ်နေရာမှာထားလဲဆိုဒီမင်းကြီးမြဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဒီလိုနေဆက်ဒေတာတွေကိုတွားတဲ့အခါမှာအတိလည်းမရှိဘူးမိတ်ဆွေလည်းမရှိဘူးဒီလိုမျိုးကြီးတွေရေရေတင်းတင်းမတွားတင်ဘူးငကိုကလေးမသေးကြဘူးမရေရအောင်ဆိုရင်ကျွန်တော်တို့နောက်ဆုံးသိရင်ဆောက်ရမယ်ရှစ်ဆက်မတိုးသိရင်မတိုးအောင် ဒီလိုလုပ်ငန်းတွေဒေါ်လာ၈၀၀ထိပေးထားတဲ့လုပ်ကြီးတစ်ခုအားဒီလောက်ကြီးပညာရေးချင်းတွေအသက်ပညာတွေဘာမှမရှိဘဲနဲ့တော့ခုခေတ်မှာကောင်းနေတော့ကောင်းရောင်းကောင်းဝယ်လောက်ရမယ်လို့ဆိုရင်တော့ဘယ်သူမှမပေးဘူးဆိုတာငကူကလေးအဖေကတော့ရှင်းနေပြီးသားဒါဥမှလူတွေကထွက်ပေါက်နေနဲ့ကြက်တဲလာတဲ့အခြေအနေတွေကြောင့်အဲ့ဒါတွေအားလုံးကိုဖုံးပြီးတော့ဘာမှမမြင်တော့ဘဲနဲ့ဆက်တိုးမိတာလို့တော့ကျွန်တော်မြင်ပါတယ် တယ်သူကဆောက်လက်ဆောက် construction အဲ့ construction မှာအမတို့ထားတယ်ထားတဲ့အချိန်မှာမဟုတ်တညနဲ့တရက်ပေါ့နော်မောင်းနေရရရောက်ချင်းညကြတော့အဲည၈နာရီ၉နာရီလောက်မှာအမတို့အိတ်နေအောင်ရောက်သွားတယ်ဘန်ကောက်ကိုရောက်သွားတယ်သူထမင်းတွေပါတော့ကျွေးရယ်အဲပစ္စည်းတွေပါတော့မပေးတော့ဘူးအမတို့ကဘာထောက်ထောက်ထားဘာ green card မှာဘာမှလည်းမရှိတော့ဘူးအဲသူကသွားသွားပြရနဲ့အမတို့အထဲထဲပြရနဲ့သူကအပြန်နဲ့တောက်ခေါက်အောင်တောက်ခေါက်တအိမ်လုံးမှာအမတို့၆ယောက်ပဲကြံ့နေအဲတလဲကြောင့် ဟာအမကလည်းဒီလိုပဲအစစ်ပြေမဲ့ထင်တာပဲဒါပေမဲ့အဲ့ဒီမှာကွာတိနေပြီဒီဒီတကယ်တော့ green card ကိုပေးတာမှာကွာဒီလားပြတယ်လို့တော့ခတ်ထားကြလည်းမလို့ကွာဒါပေမဲ့သူအဲ့လိုခတ်ထားပြီဆိုရင်ဒါကတော့မဟုတ်တယ်ဆိုတာတော့ကွာသဘောတော့ပေါက်လိုက်ပြီဒါပေမဲ့လည်းအဲ့ချိန်မှာဘာမှပြန်လုံးလို့မရတော့နောက်လဲဆုံးလို့မရတော့ကွာလောကအဖမ်းခံအကျေကျုပ်ပုံစံမျိုးတွေဖြစ်နေပြီအဲ့တော့ထမင်းဆုပ်လို့ရှိလို့ရှိရင်လည်းအမတို့တစ်နေ့လောကနှစ်နေ့ပဲကြည်ရ တရက်လုံးကနှစ်လပဲကြည့်ရရေဆိုရဲရှိရင်လည်းတရက်ကိုအဲ့လိုမျိုး1လီတာဘူးတော့မဟုတ်ဘူးပိုက်ပိုက်စစ်ဘူးလေးတရက်တဘူးပဲအဲ့လိုကတ်နဲ့ဆက်နဲ့ကြည့်ရပါသေးလားဒီကနေဝါဝါမဝါဝါစိတ်စိတ်မလောက်အဲ့လိုပုံစံမျိုးအဲ့နဲ့နောက်ရက်လဲကြာတာအမတို့ည၈နာရီပဲလာပြန်ခေါ်တယ်ခေါ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာအမတို့အထုတ်တရားမရှိတော့လူကြီးပဲလာခေါ်တာသူကအထုတ်တရားရောက်သွားပြီလို့သူကပြောတယ် ကမ္ဘောဒီးယားကိုရောက်လာပြီးလူကြီးပဲလိုက်ခဲ့လိုက်တော့ဆိုတဲ့ပုံစံမျိုးအမားတို့အဲ့ဒီဖန်ကောက်ရောက်တဲ့အချိန်မှာနင်တို့ဝေဖို့အိမ်ကြီးတွေထုတ်သွားစန္နာထားခဲ့အထုတ်တို့လည်းပေးမတည်အိမ်မော်ပေးမတည်အမားတို့လည်းကိုဝင်းရမဲ့ဟာကြီးရွေးပြီးတော့တည်သွားတော့အထုတ်တရားကိုရဲမရှိတော့မရှိတဲ့အချိန်မှာညာ၈နိုင်လိုက်ဆိုတယ်ဒါကြိုးပြီးတော့အမောင်း၂နိုင်ခွဲလောက်မှကိုကားစီရတယ်ကားစီရတဲ့အချိန်မှာဟိုအမောင်း၁၇နိုင်ဝင်ကျင်တော့အမောင်းရောက်သွားတယ်အဲ့တောဆက်နာတော့လေ ဲ့တောဆက်နာနေပေါ့ဆက်တနိုင်လောက်နေပေါ့အမားတို့လမ်းလျှောက်လာအဲ့အဲ့ဒီလမ်းပြတယောက်ကလာကြည့်ရလာကြည့်ချင်မှာသူ့စီမှာအဲ့ဒီဟိုကျင်ဆက်တေးပြုလို့လို့ရှင်တန်လုံးတွေပါတယ်ဆိုတာအဖမ်းခံထီတော့မသိရပထမအမားတို့မသိဘူးဒါပဲသွားလို့လွဲတလုံးလွဲရတယ်သူကစကားလည်းမပြောရဘူးမီးလည်းမဖွင့်ရဘူးဖုန်းလည်းမတုံးရဘူးသူကပြောဟာအမတို့ဖုန်းတွေကိုသူကယူသွားတယ်ယူသွားပြီးတော့ သွားသူ့နောက်ကလိုက်ခဲ့ဆိုအမောက်သွား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 အမောက်၄နိုင်လောက်ရှောက်ခဲရမယ်ထင်တယ်အကြာကြီးပဲလုံးဝလုံးဝဘွက်အဲ့လိုမျိုးချောင်းနေလားဆိုဘောက်ခတီထိရောက်တယ်ကွာဒီလားခဏတည်းလည်းမပါဘူးဘယ်သူမှအဲ့လိုသွားလုံးဝမှောင်မဲသူမီးလည်းမရှိဘူးသူ့နောက်လည်းသူကထိုင်ဆိုထိုင်သူကရက်ဆိုရက်အဲ့လိုပုံစံမျိုးသွားလမ်းမာရလေသူအဲ့လိုချင်းချောက်တာလို့လူလူနိုင်ကြအောင်လို့တော့မလုပ်ဘူးဒါမဲ့အမောက်၄နိုင်လောက်ရှောက်ပြဲချိန်မှာ တင်းလှဲ့လူနဲ့တွေ့ရတော်မောင်တင်းလှဲ့လူနဲ့တွေ့ရောအစစ်သားနှစ်ယောက်ကအဲတလက်ပြပြီးတော့ဖမ်းတာပေါ့နော်အမတို့ဖမ်းလည်းဖမ်းတော့ပြည်တဲ့ပြောရေးစစ်သားတရားနင်တို့ဘာမှဆိုင်ဘူးနဲ့နင်တို့ဘာအနေရမပေးဘူးပေါ့နော်နင်တို့အခု safe ဖြစ်သွားပြီဒီလိုကနင်တို့ရောင်းစားမှာလို့တော့အဲလိုပြောပြီးတော့အမတို့စစ်တပ်လူဝင်တာဗီဒီယိုဖိုင်လေးကတော့တလောက်ပါပဲခင်ဗျဒီဗီဒီယိုမှာကျွန်တော်ရှင်းမှာပြောခဲ့တာတွေလည်းစုံနေပါပြီ ဒီပြပြဟာကံကောင်းသွားတယ်လို့ပဲပြောလို့ရပါတယ်။ဘာလို့ဆိုတော့သူတို့ CEO ဒီကျွန်တော်တို့တာချီလိတ်ကနေမယ်ဆိုင်မယ်ဆိုင်ကနေဘန်ကောက်ဘန်ကောက်ကနေဒီတခြားတနိုင်ငံအထိသူတို့ကခေါ်သွားပြီးတော့ကြားဖြန့်လောက်ခိုင်းဖို့လူကုန်ကူးဖို့လည်းဖြစ်နိုင်တယ်လို့ကြားဖြန့်လောက်ခိုင်းဖို့လည်းဖြစ်နိုင်ပါတယ်။မိန်းကလေးတွေအနေနဲ့ရောယောက်ျားလေးတွေအနေနဲ့ရောဒီပြပြကြီးကိုမြင်တွေ့သွားပြီးဒီဗီဒီယိုဖိုင်ကိုမြင်တွေ့သွားပြီးဆိုရင်တော့ ရှိလျှောက်ပို့ပြီးတော့မြို့ပေါ်မှာပဲနေနေပဲနေဘက်ဘက်ထွက်လုလုပို့ပြီးတော့တတိထားစေချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမြဲတမ်းအားပေးကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ဆောင်တော့ဗီဒီယိုနှစ်ပုဒ်တတိကြည့်ဖို့လှုပ်ထားပါတယ်ဒါပေမဲ့ဒီခုကတော့အမိပြတ်သွားပြီအမိပြတ်သွားတဲ့အတွက်ဗီဒီယိုတပုတ်ခဲလှုပ်ဖြစ်တော့မယ်ခင်ဗျာနောက်နေ့မှာပဲဆက်ပြီးတော့ကျွန်တော်ဒီလိုဘုဒ္ဓတရားစရာတတိထားစရာဗီဒီယိုလေးတွေ့ရင်လည်း ဒီလိုပဲပြန်လည်မျှဝေပေးပါမယ်လို့ကျွန်တော်ပြောလိုက်ရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရခင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးတင်ပါ